ပြင်းအားရစ်ချစတာခနေတဘာခနေအစင်ရှိငလင်တခုဂျမန်နစ်မွန်လပိုင်ကမြန်မာနိုင်ငံရဲ့ရုပ်ခါခဲ့ပြီးအစုလိုက်ပြုံလိုက်ထိတ်လန့်တကြားဖြစ်ပြီးဒေတာအနှံ့တန်းတဲ့စလူတွေကစင်ကြရပြီးထွက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်လူထောင်ပေါင်းများစွာပြေးလို့ရတို့ပြေးလွှားနေကြစဉ်မိုးမျောတိုက်ပွဲမှာလူများကင်းစင်နေခဲ့သည်။တုံးလို့ချောချောင်းမှုများသည့် တရုတ်နိုင်ငံတို့ပြန်ရောက်ရှိခဲ့ပြီးရင်းဒီနိုင်ငံအများအပြားကိုတိုက်ခိုက်နေနိုင်စေသည့်တဘာဝဘေးအန္တရာယ်တစ်ခုဖြစ်စေခဲ့သည်အဓိကငလင်သည် register scale 6တန်းမှ9အဆင့်ရှိသောနောက်ဆက်တွဲလှုပ်ခါမှုကြောင့်အထမြင့်အဆောက်အုံများပြိုကျပြီးဆော်လွေကိန်းများလည်းပြိုကျခဲ့သည်လူအများအပြားလုံမြောက်နိုင်ခဲ့တော့လဲပိမိနေတို့ရေအတွက်ကိုမတိရသေးပေကျေကွပ်မြေငွေတစ်ခုတွင်မိခင်တူကသူမ၏ကလေးညီမတွင်တွက်ကန်းနေချိန်တွင်ကွန်ကရစ်အောက်ကနေပြီးတော့မှကယ်ဆယ်ရေးအဖွဲ့တွေကဝိုင်းပြီးတော့ ကဲထုံနေအောင်တွေ့ရမှာဖြစ်တယ်။အဆောက်အဦတစ်ခုလုံးကောင်းကင်ယံမှပျောက်ကွယ်သွားပြီမြင်ခွင့်ဖြစ်သည်။အနီနာရှိအခြားအဆောက်အဦပြိုကျမှုကြောင့်ဘုရားဘာသာဘုန်းတော်ကြီးများပြိုကျနေတော့ဖျားကြောင့်အပျက်စီများတဲ့တွင်ဘုရားဘာသာဘုန်းတော်ကြီးများရှိနေခဲ့ပြီးအခုတော့လွတ်မြောက်ခဲ့ပြီဖြစ်သည်။ကီလိုမီတာတစ်ထောင်ဝေးတဲ့ထိုင်းနိုင်ငံမှာတော့တရားမှုတွေခန်းစားခဲ့ရတာတွေ့ရမှာဖြစ်တယ်။ငလင်းတန်ကိုခိုင်နိုင်ရှိတဲ့ဟိုတယ်တွေစောက်ထားစင်မှာပဲသူတို့ရဲ့ခေါင်းပေါ်မှာရေတွေကရှန်ထွက်နေတာကိုတွေ့ရမှာဖြစ်တယ်။ TV ရုံးမြန်တန်ကြား မတ်အာဆိုဖီယာမန်ကလည်း52လွာကနေတော့ပြေးစင်းလာတာကိုတပွားသူ့ရဲ့ဘဝမှာဖရောင်ဆုံအချိန်တခါမှမကြုံဘူးတဲ့အတွေ့အကြုံလို့ပြောခဲ့ပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတာဝန်မှတူဖြစ်တဲ့ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးချုပ်ဂျူလီဘီရှော့ဒီလည်းအထမ်းမြင့်အဆောင်ကိုတခုမှငလင်လုံခေါင်းမှုကိုခံစားခဲ့ရတယ်သူမသည်လေက55ခုကိုပြေးလို့ရဘေးလို့ရတော့ပြေးစင်းခဲ့ရသည်နောက်ပိုင်းတွင်သူမသည်မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပေါ်နေတော့ ပြည်တွင်းစစ်တွင်ဖြစ်ပွားနေသောအကြမ်းဖက်မှုများကိုရပ်တန့်ရန်အသက်ကဲအကူအညီများပေးအပ်နိုင်ရန်တိုက်တွန်းခဲ့သည်။တိဆုံသူရေတွက်သည့်တဆက်တဲ့တိုးတက်လာနေပြီးတောင်းနဲ့ချင်းမီလာကိုဆိုရနေရသည်ကမ္ဘာလက်ခီးတများမြများတိုက်ခိုက်ခဲ့သည်ကိုဆက်ရှင်နေမတိရသေးပေ။ဩစတြေးလျအစိုးရကယခုအချိန်ထိဩစတြေးလျနိုင်ငံသားတွေဘလောက်ထိတိုက်ခိုက်တရားရတိဆုံမှုရှိတယ်ဆိုတာကိုဒီနေ့ပိုပိုချင်းမရှိသေးကြောင်းပြောကြားခဲ့သည်။မြန်မာစစ်အစိုးရသည်နိုင်ငံတကာစုကူညီအတွက်ရှာရှာပပမြစ်တာရခိုင်ခဲ့သည်။နိုင်ငံအများပြားကလည်း ကူညီမျိုးဂရီပေးခဲ့ကြသည်မချသည်မိကအကူအညီများဖြတ်တောက်ထားတော့လဲအမေရိကန်ကအကူအညီပေးမည်ဟုဂရီပြုထားသည်ယင်းဤရာစုနှစ်တစ်ခုအတွင်းမြန်မာနိုင်ငံတွင်အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့သည်၎င်း၏အနက်30ကီလိုမီတာမြောက်သာရှိပေမဲ့တုံခါမှုပြင်းထန်တာကိုတွေ့ရမှာဖြစ်တယ်မပြေမတွေ့နိုင်တဲ့အဆောက်အဦများပျက်စီးသွားတဲ့ဖြစ်နောက်ဆုံးလူဒေဆုံးသူအခြေအတွက်ကိုမသိရသေးပေ